မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုပထမဆုံးစစ်ကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့အထိတတိယအကြိမ်အပြစ်ခတ်ရဟုကြေညာပြန်ငလင်းလုတ်ခတ်ပြီးအပြစ်ရကြေညာပြီးနောက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ286ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အကြံဖက်စစ်ကောင်စီကမေလ6ရက်နေ့မှ32ရက်နေ့အထိတတိယအကြိမ်အပြစ်ခံရက်စဲကြောင်းယနေ့မနက်ပိုင်းကြေညာပြန်ပါတယ်။ မလ28ရက်နေ့လှုပ်ခတ်ခဲ့သောသခိုင်းငလင်ကြီးကြောင့်ငလင်တန်တဲ့ဒေတာများပြန်လည်တိဆောက်ရေးအတွက်မေလ6ရက်နေ့မှမေလ31ရက်နေ့ထိကာလကိုယာယီအပြည့်ခတ်ရစေးရေးကာလအဖြစ်ထပ်မံတိုးမြင့်ကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့ပါတယ်စစ်ကောင်စီက AB 2ရက်နေ့မှ AB 30ရက်နေ့ထိနှစ်ကြိမ်အပြည့်ခတ်ရစေးရေးကြေညာခဲ့တော်လဲနိုင်ငံတော်တွင်လေးချောင်းဖြင့်ဘုံပတ်ကျဲမှုများလှုပ်ဆောင်ခဲ့ကြောင်းငလင်လှုပ်ခတ်ခဲ့သည့်မလ28ရက်နေ့မှမေလ2ရက်နေ့ထိ36ရက်အတွင်းစစ်ကောင်စီ ီကလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူစုစုပေါင်း286ဦးသေဆုံးပြီး456ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကယမန်နေ့ကထုတ်ပြန်ချက်အရသိရှိရပါသည် လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူပြည်သူ286ဦးအနက်18နှစ်အောက်32ဦးပါဝင်ပြီး18နှစ်အထက်84ဦးပါဝင်ကြောင်းလေကြောင်းတိုက်ခိုက်မှုအများဆုံးမှာသခိုင်းတိုင်းတွင် ဖြစ်ပြီး83ချိန်ဖြင့်လေရင်ဖြင့်ဘုံကျဲခဲ့ကြောင်းသခိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင်း89ဦးသေဆုံး၍135ဦးဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကမန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု62ချိန်လုံဆောင်ခဲ့ပြီး65ဦးသေဆုံးခဲ့ရကြောင်းသိရှိရပါသည် မေလ9ရက်နေ့တွင်စစ်ကောင်စီဥက္ကဋ္ဌအကြံဖက်မင်းအောင်လိုင်ကရုရှားနိုင်ငံသို့တွားရောက်မည်ဖြစ်ရာရင်းရုရှားခီးစဉ်အတွက်နိုင်ငံတကာသို့အပြကောင်းစေရန်ဟန်ပြအပြည့်ရဲ့ကြီးညာခြင်းဖြစ်ကြောင်းကြီးညာခြင်းဖြစ်ကြောင်းရန်ကုန်မြို့တွင်ပင်ဆက်လက်အခြေစိုက်ပြီးစစ်ပီးရှောင်ကူညီရေးအတွက်ဆက်လက်လှုံ့ဆော်နေသူထောက်ပို့တာဝန်ခံတို့ကသုံးသက်ပြောဆိုပါရယ် မေလ9ရက်နေ့တွင်စစ်ကောင်စီဥက္ကဋ္ဌအကြံဖက်မင်းအောင်လိုင်ကရုရှားနိုင်ငံသို့တွားရောက်မိဖြစ်ရာယင်းရုရှားခီးစဉ်တွင်နိုင်ငံတကာသို့အပြကောင်းစီရန်ဟန်ပြအပြစ်ရဲ့ကြီးညာခြင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ကအပြစ်ရဲ့ကြီးညာတာဖြစ်စေမကြီးညာတာဖြစ်စေဘာမှသိမ့်မထူဘူးအခုလဲရုရှားခီးစဉ်မှာအပြကောင်းဖို့ဒီလိုကြီးညာတာပါ စစ်တပ်ကအပြစ်ရဲ့ကြေညာလို့ကျွန်တော်တို့စစ်ပေးဆောင်ပြည်သူတွေအေးဆေးနေလို့ရတဲ့နေရက်နဲ့အချိန်မှမရှိခဲ့တာအေဗီလာတို့ကလည်းအပြစ်ရဲ့ကြေညာပြီးဘုံတွေကျဲလို့ပြည်သူတွေပြေးရလွှားရတာပဲလေရင်နဲ့ဆက်ပြီးဘုံကျဲနေအောင်မှာပဲနိုင်ငံတကာမှာဝန်ဆန့်ဖို့ဒီလိုပဲအပြစ်ရဲ့တဲ့ပါညာကြေညာပြတယ်ဟန်ပြတွေလောက်တာပါဟုရန်ကုန်အခြေစိုက်ထောက်ဖို့တာဝန်ခံတအူးကသုံးသက်ပြောဆိုကြောင်းသိရပါဗျာ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့သကိုင်းတွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးအကြမ်းဖက်ပြစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးကကံကြီးကုန်းချေရွာကိုစစ်တပ်ကမီးတင်ရှို့နေတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းသကိုင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးလေကြောင်းလက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာချေရွာများကိုပုံကျဲပြစ်ခတ်တိုက်ခိုက်နေမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးကံကြီးကုန်းချေရွာကိုမီးရှို့နေကြောင်းဒေသနေပြည်သူများကပြောကြားပါရယ်။ယနေ့မေလ6ရက်နေ့မနက်9:00အချိန်ကမှစ၍သကိုင်းမြို့ ့နယ်ကံကြီးကုန်းကျေးရွာကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်မိတင်ရှို့နေကြောင်းရင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းသည် AB 25ရက်နေ့မှစ၍စကိုင်းမြို့တပ်မ33မှအင်အား80ကန်းဖြင့်ထွက်လာခြင်းဖြစ်ပြီးစစ်ကြောင်းထိုးထွက်လာခြင်းလေကြောင်းလက်နက်ကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုဖြစ်ကြောင်းဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းသိရပါသည် ဒီနေ့မနက်9နိုင်လောက်ကစပြီးစကိုင်းမြို့နယ်ကံကြီးကုန်းရွာကိုစစ်တပ်ကမီးရှို့နေတာမီးကများတော့များတယ်ရွာထဲမှာလက်နက်ပစ်ခတ်တံတွေကြားရတယ်ရွာသူရွာသားတွေကရွာထဲမှာမနေတာတော့ကြာပြီနှစ်နှစ်လောက်ရှိပြီအရင်နေ့တွေကလေချောင်းကနေရော အုံတော်63935အမြောက်တက်ကနေရောနေရောညရောဟောင်းဝေစာလက်နက်ကြီးနဲ့ထူတာစကိုင်းတပ်မ33ကထွက်လာတဲ့စခတွေကဘရူခွေးချံကိုတွားနေကြတာဟုဒေသနေပြည်သူတို့ကပြောကြပါတယ်အကြမ်းဖက်စစ်တပ်ကလေချောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် န်ကြီးကုန်းကျေးရွာမှပြည်သူနှစ်ဦး၊ကျောက်ပနန်ကျေးရွာမှပြည်သူတအူးသေဆုံးပြီးပြည်သူတအူးဒဏ်ရာရရှိကနွားနှကောင်လည်းသေဆုံးခဲ့ကြောင်းစစ်တပ်စစ်ကြောင်းကြောင်းဆေးရီကျေးရွာ၊ရာသစ်ကျေးရွာ၊ကျောက်ပနန်ကျေးရွာနဲ့ကျောက်ပနန်ကျေးရွာနဲ့ကန်ကြီးကုန်းကျေးရွာနဲ့ပြည်သူများမှဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါသည်။ စစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလီတပ်တို့ကိုရှော့တိုက်တွန်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘကိုတိုင်တောင်ငူခရိုင်ရှိအကျန်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာလေတပ်ရဲမင်းနှင့်လေတပ်အယောက်ရှိများအပါအဝင်၁၂ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar BWF အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ AB လ30ရက်နေ့တွင် BWF အဖွဲ့နှင့်မဟာမိတ်အဖွဲ့များဖြစ်သော MKCDF ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ငူရှိအကျန်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခနှင့်တောင်ငူကီတူမတီ latest scan တို့ကို BWM mission 35နဲ့36အဖြစ် short တိုက်တုံး14လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ရင်တိုက်ခိုက်မှုတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတိုင်းယုံစစ်ဦးစီးဌာနရှိသောအဆောက်အဦပဲ့အချက်ထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစင်ရင်ယုံထိခိုက်ပျက်စီးခဲ့ကြောင်းထို့ပြင်စကမ်းယုံနေရာအချို့လည်းထိခိုက်ပျက်စီးခဲ့ကလေတက်အရာခံဘုံနှင့်တက်ကြက်ကြီးလိုင်းကန်နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းကန်နေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်ထို့တိုက်ခိုက်မှုအတွင်လေတက်ရဲမေနှဦးအပါအဝင်လေတက်အရာရှိ၃ဦးနှင့်အခြားဆင့်စစ်သည်၈ဦးသေဆုံးကအရာရှိ၅ဦးနှင့်အခြားဆင့် စ်သည်12ဦးစိုးရိမ်ပွဲပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလေတက်3ဦးမော်တော်ယာဉ်နှစ်စီးလည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရပါဗျ တောင်ငူလေးတက်အတွင်းမှာလည်းလေရင်တို့လောက်ရောအစာဦးအပါဝင်အစာဦးနှလုံးထိခိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေးတက်အရာရှိနေစစ်သည်အချို့သိဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရသူတို့ချို့ရှိကြောင်းတောင်ငူလေးတက်ထိခိုက်မှုအခြေအနေနဲ့ပတ်သက်၍စစ်ကောင်စီဘက်မှတရင်ဖုံးပြီးမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက်ထိခိုက်သိဆုံးမှုဂိမ်းကနန်းအချက်လက်ကိုအတိအကျဖော်ပြ၍မရကြောင်း Brewers for Myanmar BWN အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် တောင်ငူလီတက်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်လို့သိရတယ်အခုထိလည်းမတက်နိုင်သေးဘူးလို့သိရပါတယ်ခု Bravewars for Myanmar BWF အဖွဲ့မှတာဝန်ရှိသူက ရှင်းလင်းပြောဆိုကြောင်းသိရှိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မန္တလေးမြို့နယ်ရွာတန်းရှေရွာစတင်ကြောင်းကိုစစ်တပ်က လေရင်ဖြင့်ပုံကျဲမှုအမျိုးသမီးတို့ဦးသေဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမနီယာမြို့နယ်ရွာနှန်းရှည်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတဦးသေဆုံးပြီးလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပကဖမတာဝန်ရှိသူတဦးကပြောဆိုပါရယ်မေလ3ရက်မွန်လွဲ3:19မိနစ်ခန့်တွင်မနီယာမြို့နယ်အနောက်ချမ်းရှိရွာနှန်းရှည်ကျေးရွာစာတင်ကျောင်းအတွင်ကိုတရဦးလီတပ်မတက်လာသည့် အကြမ်းဖက်စစ်တပ်၏ KAW Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ယင်းလေကြောင်းတိုက်ခိုက်မှုတွင်အမျိုးသမီးတဦးအမျိုးသမီးတဦးသေဆုံးကပြည်သူလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနှွားတစ်ကောင်သေဆုံးကစာတင်ကြောင်းဆောင်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။သေဆုံးသွားတဲ့အမျိုးသမီးကတော့အသက်25နှစ်ဝန်းကျင်လောက်ပဲရှိတဲ့ဒဏ်ရာကတော့အမျိုးသားတဦးနဲ့အမျိုးသမီး3ဦးပတ်ဟုပြည်ဦးလင် KI ပကဖမှတာဝန်ရှိသူကပြောပါရယ်။ ပြည်သူများအနေဖြင့်လည်းအကျန်းဖက်စစ်ကောင်စီနဲ့ဝေးရတွင်နေထိုင်ကြရန်နှင့်လေးချောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခိုခြင်းများထူထားကြရန်ပြည်ဦးလွင်ခဲပါကဖကအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်။